ကျွန်ုပ်ဒီ interstitial အဆုတ်ယောဂတော့အကြောင်းကိုပြောပြမည်အဆုတ်ယောဂအထူးကုအဖြစ်ကျွန်ုပ်ဒီရောဂယောဂဖြစ်နာကျင်နေသောလူနာများစွာကိုတွေ့ရသည့်ထိုသူများသည့်အသက်အရွယ်ကြီးပြီးမှသာကျွန်ုပ်တို့ထံရောက်လာကြပြီးအထူးသဖြင့်ချွတ်ချွတ်ချွတ်ချောင်းဆိုးခြင်းတို့မဟုတ်ရိုးရိုးရှင်းရှင်းအသက်ရှူရအခက်ခဲရှိခြင်းတို့ဖြစ်သည်ဓမ္မတဲ့ခြင်းတို့မဟုတ်အခြားသောယောဂများကဲ့သို့သောအခြေအနေများဖြစ်နိုင်ပြီးအခြားနေရာတွင်ကုသထားတော်လဲ interstitial အဆုတ်ယောဂဟုခေါ်သောအရေးကြီးသောပြဿနာတစ်ခုကိုရင်ဆိုင်ရသည့်ထိုအခြေအနေသည် နောက်ဆုံးအဆင့်တွင်ရောက်ရှိလာပါကမကူတနိုင်သောအခြေအနေတစ်ခုဖြစ်လာနိုင်သည်ထို့ကြောင့်အနာဂတ်တွင်တောခိပွားနိုင်သောလူနာများမှာဆက်ဆက်ကြောင့်ဖြစ်သောအဆင့်နာကျင်ချင်းရှိပြီးရီမတ်တိုလော်ဂျီကုသမှုကိုလက်ခံရသောသူများဖြစ်သည်ထို့လူနာများသည်အင်တာစတီရှယ်အဆုတ်ယောဂဖြစ်ပွားနိုင်မှုအနေနဲ့မြင့်မားသည်နှခုမြောက်အမျိုးအစားမှာယောဂရှိလျသောဆစ်လိတောက်သူများဖြစ်သည်ဆစ်လိကိုအလွန်အကျုံတောက်သောသူများသည်ဟပ်ဖြစ်ပွားနိုင်ပြီးယနေ့ခေတ်တွင်ဆစ်လိတောက်သူသို့မဟုတ်ရီမတိုလော်ဂျီတည်တနာမရှိသောလူနာများကိုအများအပြားတွေ့ရှိရသည် သူတို့ဒီအနေငယ်တမတဲ့ချင်းတက်တနာဖြစ်သောအထူးခံစားမှုအဆုတ်ရောင်ယောဂအောက်တွင်ရောက်ရှိလာသည်ဤအမျိုးအစားအထူးခံစားမှုအဆုတ်ရောင်ယောဂသည်ခြံကောင်များကျက်တူရိုက်များကောက်ကတူများအထူးငက်များနှင့်ထိတွေ့သောလူနာများတွင်ဖြစ်ပွားသည်ထို့ကြောင့်ဤလူနာများဒီငက်များမှအန်တီဂျင်ထိတွေ့မှုအစင်းညင်ကိုဖွံ့ဖြိုးလာပြီးထက်ခါထက်ခါပြဿနာများဥပမာဆက်တိုက်ချောင်းဆိုးခြင်းကိုခံစားရသည်ဤထက်ခါထက်ခါအန်တီဂျင်ထိတွေ့မှုသည်အဆုတ်ပြစီမှုကိုဖြစ်စေသည်ဤအခြေအနေများအလုံးဖြင့် ်လူရှင်တော်အမြင့်ရုပ်ထွက် စကင်ဖြစ်ဖော်ထုတ်နိုင်သည်အဆုတ်လုဆောင်မှုစံတက်မှုကိုကျွန်တော်တို့တွင်ရှိပြီးဖော်လူနာများရဲ့အဆုတ်ဆွမ်းရည်ဘလို့ရောင်းနေသွားသည်ကိုအကြံဉာဏ်ပေးသည်ထို့ကြောင့်စကင်ဖြစ်မှန်ကန်သောရုပ်ပုံရရှိပြီးအဆုတ်ဆွမ်းရည်ကိုဖော်ထုတ်နိုင်သောအခါ L အဆင့်ကိုအရေးအတွက်တွက်နိုင်သည်အထူးသဖြင့်ကုတမှုကိုစတင်တင်ပြီးကုတမှုကိုနှောင့်နှေးခြင်းသည်ဆိုရသောကြားလက်ကိုဖြစ်စေနေဖြစ်သည်